မြင့်တဲ့လူတွေကြားထဲမှာနှိမ့်အောင်နေရမေးတဲ့ဒါကဘာကိုဆိုလိုတာတော့အချီးနီးသောမမာနတို့ဖြင့်တက်ကြွမြင့်မောက်နေတဲ့လောကကြီးမှာအဲ့ဒီမမာနကိုနှိမ့်ချပြီးတော့မမာနမရှိပဲနဲ့မမာနနဲပြီးတော့နှိမ့်ချစွာနေရမေးလို့ပြောတာဘုရင်တို့လောကမှာကြည်လိုက်မယ်ဆိုရင်လူတွေမှာ မြင့်နေတာဆိုလို့အဲ့ဒီအထင်ဆိုတဲ့မာနတွေပဲရှိတယ် အထင်တွေပဲမြင့်နေကြတာတကယ်တကယ်မြင့်နေတာမဟုတ်ဘူးရုပ်တ္တန္တတဘာဝတရားတွေကိုအထင်မျိုးမျိုးလွဲပြီးတော့အထင်မျိုးမျိုးရောက်ပြီးတော့ငါသာလျင် ဟုတ်တယ်လို့ထင်နေကြတာနော်မာမာနအဲ့ဒီလိုမာမာနဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်ဆိုတာလေးကိုသူကမြင့်သူတွေထဲမှာနှိမ့်မှာလို့ပြောတယ်အဲ့ဒါကိုအရင်တို့ပါဠိပြန်ထားတဲ့မြန်မာပြန်ထဲမှာ ကျူယိုအလားအချီအနီတက်ကြွသောမမာနာလို့ဖြင့်မြင့်မောက်နေသောလောကကြီးမှာလေမမာမာနာကိုကျူယိုအလားလို့သုံးတယ်ကျူယိုဥရှင်တို့ချိုးကြည့်မယ်ဆိုရင် အထဲထဲမှာဘာမှမရှိဘူးမှို့လို့လို့ဘာလို့လို့အခလောင်းလေးပဲရှိဒါပေမဲ့ तू ကအရန်ထောင်တယ်ဘေးကနေလှမ်းကြည့်လို့ရှိရင်တော့အရန်မာချောတယ်လို့ထင်ရတယ်ဟုတ်လားအဲ့ဒါလို့အချီအနီမမာနာလို့ဖြင့်တက်ကြွနေတဲ့လောကလူသားတွေရဲ့ကြားထဲမှာ မမနာကိုနှိမ့်ချပြီးနေရမေးတဲ့အဲ့တော့ဒီဥစ္စာလေးကိုအရှင်တို့ပေးတဲ့ပေါင်းတော်ကောင်တို့စဉ်းစားတဲ့အခါမှာမာနနေအောင်မာနကင်းဖို့ဆိုတာကတော့ရဟန္တာဖြစ်မှကင်းမှာပါအဲ့တော့မာနနဲ့ပတ်သက်ပြီးတော့အရှင်တို့ယေရှုဘုရားဟောခဲ့တာမာနဆိုတဲ့စကားလုံးအဲ့ဒီနောက်နာကကပ်ပြီးတော့အတိမာနလို့ဒီလိုဟောတာလည်းရှိတယ်အတိမာနဆိုတာလွန်လွန်ကဲကဲဘဝင်မြင့်တာမန်တက်နေတာပေါ့နော်လွန်လွန်ကဲကဲဖြစ်နေတာ အဲ့ဒီအတိမာနကိုတော့ဦးဇင်းတို့တွေကကင်းအောင်ကြိုးစားသင့်တယ်ပေါ့နော်။အဲ့တော့မာနကင်းကျင်တယ်ဆိုလို့ရှိရင်မာနရဲ့အကြောင်း ကိုဦးဇင်းတို့သိရမယ်။မာနဟာဘာကြောင့်ဖြစ်တယ်လဲ။မာနဖြစ်လာရင်ဘာတွေဆက်ဖြစ်မလဲ။ပြောရရင်မာနရဲ့အကြောင်းအကျိုးတဘာဝတွေကိုဦးဇင်းတို့သိရ။မာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုဦးဇင်းတို့သိရ။မာနဖြစ်ရင်ဘာတွေဖြစ်နိုင်လဲလို့မာနရဲ့အကျိုးကိုလည်းဦးဇင်းတို့သိသင့်တယ်။အဲ့ဒီအကြောင်းအကျိုးကိုသိတာပညာပဲနော်။အဲ့ဒီပညာနဲ့မှသာနဲ့မာနကိုဦးဇင်းတို့ရှင်းချနိုင်လိမ့်မယ်။ မာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုရှားလိုက်ရင်တော့ဥစဉ်တွေးမိတာကတော့မသိလို့အသိဉာဏ်မရှိလို့မာနဖြစ်တာမာနဖြစ်တာဟုတ်လားအဲ့ဒါကိုနောက်ပိုင်းကျတော့ဥစဉ်တို့ပြောပါမယ်မာနဖြစ်ရင်ဘာတွေဆက်ဖြစ်မှာတော့မာနရဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့မာနကိုလျှော့ချနိုင်ဖို့လည်းဥစဉ်တို့စူးစမ်းကြရမယ်မာနကြီးတဲ့လူကတော့များသောအားဖြင့်လူတကာရဲ့မုံတီးရွှန်ရှားဆက်စုပ်ခြင်းကိုခံရတာပဲဟုတ်တယ်မဟုတ်လား လူမုံများတယ်ပေါ့နော်ဖြစ်လျာဘဝမှာ အမျိုးရုပ်တက်တယ်တဲ့မာနာကြီးတဲ့လူတွေဟုတ်လားငါသာတည်တယ်ငါသာတက်တယ်ကိုယ့်အကိုအထင်ရောက်နေတဲ့လူဟာအတိညာဉ်ရဲ့ဝင်ပေါက်ကိုလည်းပဲပိတ်ဆို့ထားရရောက်တယ်လို့ဆိုကြတယ်နော်ဒါကြောင့်မာနာကြီးရခြင်းဟာဘာမှတကယ်တမ်းကဟိုကောင်းကျိုးမရှိဘူးပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မာနာဟာဘာကြောင့်ဖြစ်တယ်လဲမာနာဟာအမှန်တိမှုမရှိလို့ တကယ်တမ်းကဘဝရဲ့အမှန်တရားကိုဟိုအများကြီးမဟုတ်ဘူးတို့တို့တွေဟာတေဝါကိုသွားနေရတာပါလားဆိုတဲ့တေချင်းတရားတစ်ခုလောက်ကိုပဲပယ်ပယ်နေနေတိမယ်ဆိုရင်မာနကတိတ်ကြီးစရာအကြောင်းမရှိဘူးအခုလူတွေကကိုယ်ဘဝရဲ့အခြေအနေမှဖြစ်တယ်တေချင်းစီကိုရှိရှုပြီးတော့သွားနေရတယ်ရက်ထားလို့မရတဲ့ဒီခရီးရဲ့အခြေအနေမှကိုမသိတဲ့အခါကျတော့မန်ကဝင်တာပေါ့ဘာနဲ့လာတဲ့တန်တူလဲဆိုလို့ရှိရင် ကားပေါ်မှာကြက်တွေကိုတတ်ဖို့လို့ဆိုတော့ကြက်တွေအရှင်တွေချင်းတွေထည့်ပြီးတဲသွားတာရှိဟုတ်လားသူတို့ကတေယာကိုပို့နေတာတေယာကိုခေါ်သွားနေတာလို့ဒီကြက်တွေကဘယ်သိမလို့မသိတော့ကြက်ချင်းတွေမှာချင်းချင်းခုတ်တဲ့ကြက်ကခုတ်မဲတွန်းတဲ့ကြက်ကတွန်းမဲနိုင်တဲ့ကြက်ကအချင်းချင်းစိတ်မဲပျော်တဲ့ကြက်ကပျော်မဲတချို့ဆိုရင်တောင်ပန်ခတ်ပြီးတော့တွန်းတောင်းတွန်းနေလိုက်သေးတယ်ဒါဟာဘာလဲဆိုခဏအနေနဲ့တို့ဟာလက်ပင်ဖြတ်ပြီးတော့တတ်ခါမှာပါလားဆိုတာကိုတို့မသိဘူးနော် ဲ့လိုပဲပုထုသင်တတ္တဝါတွေဟာမပျက်စီးခြင်းစီကိုရှိရှုပြီးတော့သွားနေရတယ်မိမိရဲ့ခရီးအမှန်ကိုမသိတဲ့အခါကျတော့အမျိုးမျိုးနေရတဲ့အခိုက်အတန့်တွေမှာအထင်ရောက်ပြီးတော့မန်နေဝင်ကြတာပေါ့ဟုတ်လားဒါကြောင့်အမှန်မသိလို့မာနဖြစ်တာဆိုတဲ့နေရာမှာအမှန်ကဘာလဲလို့မေးရအခုတည်ခြင်းတရားပေါ့နော်ဘယ်ချိန်တရားမလဲဆိုတာကိုတော့ဦးသိန်းတို့သိခွင့်မရှိဘူးဟုတ်လားရှင်သန်မှုရဲ့မတည်ကြမှုမရေရာမှု မြင်တဲ့ရမယ်ပေါ့နောက်တစ်ခုအမှန်ကိုသိဖို့ဦးသိန်းတို့လိုတာက ဟိုမန်ဝင်မဲ့သာဝင်နေတာမန်ဝင်စရာအကြောင်းကဘာမှတိတ်မရှိဘာဘူးလို့ကိုကိုကိုမန်ဝင်နေတယ်လေတကယ်လို့မန်မြဲဝင်နေတယ်ဆိုရင်အကြောင်းတရားကိုရှာကြည့်ပစ္စည်းတွေသူများထက်ပိုင်ဆိုင်မှုများလို့မာနာဖြစ်နေသလားဟောလုံငန်းကန်ကန်တွေအရှင်ပြေလို့ဒါမှမဟုတ်ရုပ်ရည်ချုံမောလပ်ပတ်လို့ဒါမှမဟုတ်ပညာတတ်လို့ဒါမှမဟုတ်နော်အကုန်ရှိလို့အတိုင်းဝိုင်းကောင်းလို့မန်ဝင်နေသလားအဲ့ဒါလို့ဆိုရင်ကို့မှာရှိထားတာတွေကိုပိုင်ထားတဲ့အဲ့ဒီအရာတွေဟာ ကိုယ်ဘဝရဲ့တကယ့်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တဲ့အနေအထားရှိပါသလားဆိုတာလေး